တရုတ်စီမံကိန်းတွေရှိနေတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဒညဝရီရေတပ်ဌာနချုပ်စခန်းအနီးမှာတိုက်ပွဲပြင်းထန်နေရာကြောင့်ဒေသခံ2000ကျော်လောက်ဗီလိုရာကိုထွက်ပြေးနေကြရပါတယ်။ကိခိုင်ပေးပို့ထားပါရခင်ဗျာ။ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတက်တော် A တို့အကြပြီးခဲ့တဲ့ February လ20ရက်နေ့ကစတင်ပြီးလက်ရှိအချိန်ထိစစ်ကောင်စီရဲ့တရားဝတ္ထုရေးတပ်ဌာနချုပ်အနီးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့မှာအေအေတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုစစ်ကောင်စီကစတင်ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ကြောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲတွေစတင်ဖြစ်ပေါ်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်ကြဆုံးမှုများခဲ့ပြီးတော့တက်ဆုပ်တော်ခဲ့တာကြောင့်နှစ်ဖက်တိုက်ပွဲကတညဝတီရေတဲ့ဌာနချုပ်အနီးထိရောက်ရှိလာခဲ့တာဖြစ်တယ်လို့စီရဲတည်ရင်မြစ်ကပြောပါတယ်။သူ့ရဲ့ပြောကြားချက်ကိုလုံခြုံရေးအရာဒီပူပီတည်ထောက်ကအတန်းအစားတို့ဖတ်ပေးထားပါတယ်။ တိုက်ပွဲကတော့ပြင်းထန်နေတော့မှာစကားစားဘက်ကလည်းရာနဲ့ချီပြီးတံရရတဲ့သူတွေကြဆုံးသူတွေများပါတယ်ဒါပေမဲ့လူဝင်အားတွေရော့ကျသွားတာမရှိလို့တိုက်ပွဲကအတိုးဆုံးလိုပုံစံမျိုးနဲ့ဆက်လက်ပြင်းထန်နေတော့မှာစကားစားစကန်ချခဲ့တဲ့ဂုံတချို့တော့ရထားတာရှိပါတယ်ပြူဟာကုန်းတွေတော့ရထားတာမရှိသေးပါဘူးစကားစားရဲ့နေပြီကနေပြီးတော့တရက်မှာလက်နက်ကြီးအလုံး80 80လောက်ပြစ်ကူပေးနေတာပါကြက်တိုက်လေရင်နေနဲ့လည်းနေတိုင်းလွတ်လို့၄ချိန်လောက်ပြစ်ကူပေးနေတာရှိပါတယ် ဒီနှစ်ဖက်တိုက်ပွဲတွေကြောင့်ဒညဝတီရဲတပ်ဌာနချုပ်အနေကြီးော်တွေကဒေတာ ခဲတွေအပြင်ကျောက်ဖြူမြို့ပေါ်ကဒေတာခဲတချို့ဟာဘယ်လိုရောက်ကိုရှောင်းတိန်လာကြရပြီးတော့လက်ရှိမှာနေရဆွန့်ခေါ်ထွက်ပြေးနေရသူ1000ကျော်ရှိလာပြီဖြစ်တယ်လို့စစ်ပေးရှောင်းတွေနဲ့စစ်ပေးရှောင်းတွေကိုကူညီပေးနေသူတွေကပြောပါတယ်စကားလို့မရှောင်းလို့တော့မရဘူးညီမလေးကအဲ့နဲ့တဝင်းမှဖြစ်နေကြပြီဆိုတော့ဒါတက်လို့ထင်ရတဲ့နေရာလေးတွေကိုတော့ရှောင်းနေရတာပေါ့ခုလောလောဆယ်အထိကြတော့လေ စစ်ပြေးပြီဆိုတော့ဘာမှလည်းလက်ထက်မှာဟိုကန်ဆောင်ရတယ်မရှိဘူးလေเนาะအဝတ်တစ်ထည်ကိုတစ်ထည်နဲ့ပဲဖြင်းနေရတာဆိုတော့ဟိုဒီစားဖို့တောက်ဖို့ကြတော့အရန်ကိုအခက်အခဲရှိကြတယ်ဗောဘေးချင်းပြင်းမလဲညီမလေးရစိတ်ပြေးရှောင်တယ်ဆိုမှတော့ကြီးလင်းစားစားစားနေရတာဟိုဘယ်ရှင်ပေါ်ကနေပြစ်ရှာမလဲဘယ်ရှင်ကလင်းနေချင်တဲ့ထုမလဲဆိုတဲ့အတွေ့အလေးတွေဝင်တော့တချို့တော်ထဲမှာပဲပုံနေရတယ်လေเนาะဒီတော်ထဲမှာပဲညအရာတွေရှိတယ်ဗောနော် အဲ့ဒီလိုအခြေအနေမှာပဲစစ်ကောင်စီကရဲတဲ့ဌာနချုပ်အနေကတစ်ပုတ်တောင်ကြည်ော်နဲ့စစ်တော်ကြည်ော်တွေကဒေသခံတွေကိုတော့ဖေဗူအရီလ24ရက်နေ့ကစတင်ပြီးစစ်ပေးရှောင်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ကအဲ့ဒီကြည်ော်ကဒေသခံတွေကို ထွက်ပြေးရင်ဖမ်းဆီးတာပြစ်ခတ်တာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။ဒီမှာကိခိုင်ပါ။